အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာဆိုတာအထက်နတ်ဖွတ်တဲ့အကြောင်းအရာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရှင်သာမဏေကိုရင်လောင်းနေကိုရင်ဝိခန်နေအချိန်မှာဖြစ်တတ်တဲ့အကြီးကအကြောင်းအရာပေါ့နော်ရွာတရွာမှာဖြစ်သွားခဲ့တဲ့အကြောင်းအရာကိုကျွန်တော်ကပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီရွာတရွာမှာသူတို့ကသူတို့ရဲ့ကလေးကိုကိုရင်ဝိပေးမယ်ပေါ့ကိုရင်ဝိပေးခန်နေအချိန်မှာလူကြီးတွေပြောထားတဲ့အတိုင်းကျွန်တော်တို့ရေးတယ်မစင်ခိုင်းဘူး တပင်အမြင်မတက်ခိုင်းဘူးစသဖြင့်အန္တရာယ်ဖြစ်စေမဲ့အကြောင်းအရာတွေကိုကိုရင်လေးကိုဘာမှမလုပ်ခိုင်းဘူးပေါ့နော်ဒီလိုနဲ့သူတို့နေလာနေနဲ့အဆင်ပြေပြေပေါ့နော်နေလာနေနဲ့အလှလုံးမဲ့ရက်ကိုရောက်ပေါ့အလှလုံးမဲ့ရက်ကိုရောက်တော့ကိုရင်လေးကအကုန်လုံးအဆင်ပြေတယ်သူတို့မိဘတွေကလည်းဒါဆိုရင်တော့တိတ်အလှမအဖျက်မှောက်မရှိနိုင်ဘူးအဆင်ပြေနိုင်တယ်စသဖြင့်တွေးတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘုန်းကြီးကြောင်းအောင်မသွားခင်မှာကိုရင်လေးကရင်သွားခြင်းတယ်ရင်သွားခြင်းတဲ့အတွက်ကြောင့်သူ့ဖေတွေမိတွေကလည်း ီအိမ်နဲ့အိမ်သားကတော့ကိစ္စမရှိပါဘူးဆိုပြီးတော့တယောက်တည်းလွတ်လိုက်တယ်။ရွာတလေးထုံးကန်အတိုင်းအိမ်သားကအိမ်နဲ့တားဝေးပါတယ်။နောက်ဖက်ထလန်းလမ်းမှာဆောက်ထားတာ။အဲ့ဒီတော့သွားတဲ့အချိန်မှာပဲအဲ့ဒီလမ်းမှာရှိတဲ့တစ်ပင်တွေမှာရှိတဲ့အဆောင်ရှာပုံကိုတည်းကဒီကလေးလေးကိုကလေးလေးကတော့ဘာမှမသိပါဘူး။ကလေးလေးကိုဖွက်လိုက်တာ။ကလေးလေးကိုဖွက်လိုက်တော့လူကြီးတွေကတနိုင်ခဏနေလဲပြန်မလားတနိုင်လောက်ထိကြာတော့ပြန်မလားတော့လူကြီးတွေကလည်းခေါင်းနှပန်းနေကြီးအောင် လိုက်ရှာတယ်တရွာလုံးရှာတယ်ဘယ်မှမှမတွေ့ဘူးကလေးကိုအဲ့တော့နောက်ဆုံးတက်တည့်တဲ့လူတွေနဲ့ကတော့ဝဲပေးပြီးတော့ပြန်ပြီးတော့တောင်းလိုက်တဲ့အချိန်ကြတော့မှပဲကလေးကိုပြန်ပေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတရက်ကြာသွားပြီပေါ့နော်အလူကလည်းတရက်နောက်ဆုတ်လိုက်ရပြီကလေးလေးကိုသူကချစ်လို့တော်လကောင်ဒီအလူကိုကြံ့ကြာခြင်းလို့တော်လကောင်အခုခုကြောင့်အဲ့နက်ဖွက်လိုက်တဲ့သဘောပေါ့နော်ကလေးကိုဘယ်မှာပြန်တွေ့ရလဲဆိုတော့သူတို့အိမ်သာနဲ့အိမ်ရဲ့ကြားထဲမှာရှိတဲ့ ဲတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာကလေးလေးကိုအဲ့လျက်သားနဲ့ပြန်တွေ့တာဒါရီကကိုရင်လောင်းနေကိုရင်ဝိခန်နေခြင်းမှာဖြစ်တတ်တဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒါကလည်းအဲ့ရွာမှာဖြစ်ခဲ့တဲ့တကယ်အဖြစ်ပြန်ပဲဖြစ်ပါတယ်ဒါနဲ့တို့ကလည်းနောက်ကိုရင်ကိုတကယ်အလူနောက်ထပ်ရွှေ့လိုက်ရတယ်ပေါ့နောက်ရက်ကိုထပ်ရွှေ့ပြီးတော့ကိုရင်ကိုဘုန်းကြီးကျောင်းမပို့ခင်မှာအဲ့ရွာအရှိရနေရွာအနောက်ကိုလှဲနဲ့တင်ပြီးတော့နှက်ပြတဲ့ပုံစံမျိုးနဲ့လှုပ်လိုက်ရတယ်ပေါ့နော် ပြီးတော့ဒီအလူကလည်းအထမြောက်သွားတယ်အဆင်ပြေပြေချောချောမွန်းမွန်းနဲ့ပြီးသွားတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီကိစ္စကပြီးသွားတယ်ဒီ delay ထုံးစမ်းအစဉ်လာရလဲအဲ့ဒီနောက်ပိုင်းအဲ့ဒီရွာမှာတကယ်ဖြစ်သွားတယ်ပေါ့နော်ဘလို့ delay ထုံးစမ်းအစဉ်လာလဲဆိုတော့ရှင်လောင်းပြုတော့မယ်ကိုရင်လောင်းဝတ်တော့မယ်ဆိုရင်အဲ့လိုမျိုးနှက်ပြတဲ့အစင်လာရွာရှိရွာနောက်လဲပေါ်တင်ပြီးတော့ကိုရင်လောင်းလေးကိုဒါမှမဟုတ်မြင်းမတင်ပြီးတော့ကိုရင်လောင်းလိုက်ပြတဲ့အစင်လာဖြစ်ခဲ့တယ်ပြီးတော့အဲ့ဒီ แท้มาပဲလူတွေအချင်းချင်းတည်းဟာပဲဒီကိုင်လောင်းလေးကိုဖွက်လိုက်တယ်ဖွက်ပြီးတော့အလှရှင်အလှမအိုကိုင်လောင်းကိုပြန်လိုခြင်းလားကိုင်လောင်းကိုပြန်လိုခြင်းငွေဘလောက်ပေးရမလဲစသဖြင့်အပျော်သဘောအနေနဲ့ဇတိဖွက်လိုက်တဲ့အလေးထားလဲရှိလာပါတယ်ပေါ့နော်ဒါကတော့သူတို့ဇက်မှာဖြစ်ခဲ့တဲ့ဒလေးပေါ့ဗျာဒီရန်ကုန်နေမှာတော့ကျွန်တော်မပြောတတ်ဘူးရန်ကုန်မှာတော့များသောအားဖြင့်ဒီစုလီတို့ရွှေတကုံတို့ဖျားတွေမှာ ူရင်လောင်းတွေရှင်လောင်းတွေကိုလှည့်ပတ်ပြီးတော့နက်ပြတဲ့အဒလေးတွေတော့ကျွန်တော်တွေ့ဘူးပါတယ်ဒါတော့နက်ဖွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘူးသူတာဝင်းမြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီမှန်နေကမှန်နေကကျွန်တော်ကျွန်တော်ပဲမြင်နေတာလားတော့မသိဘူးဗောနော်ကျွန်တော်အရေးကိုပဲကျွန်တော်ပြန်ထင်နေတာလားမသိဒီဒါတော့ကျွန်တော်လည်းဝင်ကျွန်တော်သိတယ်ဒီဒီနားဟာစိတ်ထမ်းမှာတော့တမျိုးပဲထားပါတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ